ားလုံးပဲမင်္ဂလာပါရှင်ကျမတို့ Bell Education Institute ရဲ့ရုံးသုံးချောင်းသုံး Microsoft Word အသုံးပြုပုံများ please ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ please သင်ခန်းစာမှာတော့ကျမတို့ document တွေကိုဖန်တီးတဲ့အခါမှာဒီ document တွေမှာပေါ့နော် header footer ဘယ်လိုပုံစံမျိုးထည့်သွင်းမလဲနောက်တော့ဒါចောင်းသမားတွေအတွက်ဆိုရင်ចောင်းသူចောင်းသားတွေအတွက်ဒါ report တွေရေးအခါမှာနောက် thesis ကိုရေးတဲ့အခါမှာဒါဖော်ပြထားတဲ့ပေါ့နော်ဒီ document အစားသားတွေကနေပြီးတော့ကျမတို့ full note လေးတွေဘယ်လိုထည့်သွင်းမလဲစတဲ့အင်္ဂန်းစာတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ အခုဒီတင်ငန်းဆက်မှာဆိုရင်เนาะကျွန်မအရင်ဆုံးပေါ့เนาะဒီမှာ Bayon Education ရဲ့ဒီ Institute ရဲ့ Volunteer Students တွေ comment ပေါ့เนาะ application application form လေးတစ်ခုကိုကျွန်မဖန်တီးထားတယ်အဲ့မှာဆိုရင်เนาะဒါ logo ရဲ့ပြီးတော့ဒီမှာရှိရခေါင်းစဉ်ပေါ့เนาะစာကြောင်းအကြီးနှစ်ချောင်းရဲ့ဒီပုံစံလေးပါတယ်ပေါ့အဲ့ဒါကိုကျွန်မကနောက်ပိုင်းမှာလည်းကျွန်မတို့ထပ်ပြီးတော့ပေါ့เนาะဒီနောက်မှာ application form ကိုထပ်လုပ်ရအောင်ဒါပေမဲ့အဲ့မှာကြာရင်ဒီမှာပါတဲ့စာကြောင်းဒီ၃ချောင်းလုံးကြီးက header ပေါ့ ြောမယ်ဆိုရင်တော့ဒီစာကြောင်းဒီ၃ကြောင်းဒီလိုကိုကျွန်မကဒီစာမျက်နှာတိုင်းမှာ live ပြီး copy paste ဒီလိုမျိုးကြီးလည်းမလုပ်ချင်တော့ဘူးဒါမျိုးဆိုရင်ကျွန်တော်တို့ကဒါကိုခေါင်းစဉ်အနေနဲ့ဘယ်လိုမျိုးအဲထားလို့ရမလဲပေါ့အဲဒီဟာလေးကိုပြပြပေးတတ်မှာဖြစ်ပါတယ်ဒါဆိုရင်အရင်ဆုံးဒီအားတော့ကျွန်မပထမဆုံးရိုက်လိုက်တယ်ပေါ့နော်။လိုက်ပြီးသွားတဲ့အခါကျရင်ကိုက header လို့သတ်မှတ်ချင်တဲ့အကြောင်းအရာကိုကျွန်တော်အရင်ဆုံးဆက်လက်မှတ်ပါမယ်။ဒါဆိုတော့ခုကျွန်မအရင်ဒီမှာဆက်လက်မှတ်လိုက်တယ်။ပြီးရင်ထုံးစံတိုင်း control c နှိပ်မယ်။ ပြီးရင်ဒီပေါ်မှာရှိတဲ့ tab တွေထဲကနေပြီးတော့ insert tab ကိုသွားပါမယ်။ insert tab ကဒီမှာရှိတဲ့ header and footer ဆိုတဲ့နေရာမှာကျွန်တော်တို့ header လေးကိုနှိပ်ပါမယ်။ header နှိပ်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့ခေါင်းစဉ်မှာကိုမှပုံမှန်ပေါ်တော့အမျိုးမျိုးဒီမှာပေးလို့ရရပေါ့ဒီနေ့မှာတော့ جماعه ကအပေါ်ဆုံးက blank ဆိုတဲ့ဟာလေးကိုယူလိုက်ပါမယ် ဒါဆိုရင်ရွေးလိုက်ပြီဆိုတာနဲ့သူကဒါခေါင်းစဉ်အနေနဲ့ပေါ့နော် type here လို့ပါတယ်ဒီမှာရေးလို့လည်းရတယ်ဒါပေမဲ့ကျမကရေးထားပြီးတိုက်ရှိရဲအဲ့ဒါကိုကျမကဒါပေါ့နော် head အနေနဲ့ထားချင်တာဖြစ်တဲ့အတွက်ကျမခုန control C နှိပ်ထားတဲ့ဟာကို control V လေးနှိပ်လိုက်ပါမယ်ဒါဆို control V လေးနှိပ်ပြီးသွားပြီဆိုတော့ဒါဒီ head နေရာမှာရောက်သွားပြီပေါ့ဒါဆိုရင်ဒီ head မှာလည်းထုံးစံတိုင်းကျမတို့ဘာလုပ်လို့ရလဲဆိုရင်ဒီမှာပါတဲ့ဘာလို့ position ဆိုတဲ့နေရာမှာ header footer ဒီမှာ alignment ဒါမျိုးလေးကြီးချိန်လို့ရတယ်။ Now ပေါ့နော်ဒါကိုဟိုဒီနည်းနည်းပေါ့ပြင်ပြင်ပြောင်းလဲခြင်းနဲ့ဟာမျိုးရှိနေတယ်ဒီမှာပါပြီးတော့ထပ်ပြီးတော့ပြောင်းလို့ရတယ်ပေါ့ဒါဆိုကျမတို့ဒါလေးကမှာတိတ်ပြောဘာမှတော့ပြောင်းစရာတော့မရှိဘူးမရှိဘူးဆိုရင်တော့ကျမကဒါပြီးသွားပြီဆိုရင်ဒီဘက်က close header and footer ဆိုပြီးတော့ဒါလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုနိမ့်နိမ့်ပြီဆိုတာနဲ့ဒီဘက်မှာ header ဆိုရင်ပေါ်သွားတဲ့အခါရင်သူကနည်းနည်းလေးမိမ့်မိမ့်လေးတော့ပေါ်သွားရပါတော့။ဒါဆိုကျမကဒါကဆန်းညာလေးအကောင်လုံးအတွက် header ဖြစ်တယ်။ဒါဆိုဒီလိုမျိုးဒါကြီးကတက်တက်ထပ်ပြီးတော့ပေါ့နော်။ဒါဆန်းညာလေးမှာရိုက်စရာမလိုတော့ဘူး။ဒါဆိုကျမဒါလေးကို ဒါဖြတ်လိုက်မယ်ပေါ့နော်အဲဆိုဒီမှာဖြတ်လိုက်မယ်ဖြတ်လိုက်တဲ့အခါမှာဒါဆိုအခုအရင်ဆုံးကြည့်မယ်ဆိုရင်ပေါ့နော်ဒီခုနကကျွန်မ header လုပ်တဲ့နေရာလေးကဒါတက်တန် insert ရကနေသွားပြီးတော့ header ဒီမှာထည့်ထားတယ်ဒါဆိုဒီစာမျက်နှာလေးကကျွန်တော်နောက်ထပ်စာမျက်နှာလေးသွားမယ့်ခါတိုင်းကျွန်မတို့ထပ်ပြောပေါ့နော် copy paste တွေပါယူရရိုက်ဆရာမလို့တော့သူကစာမျက်နှာတိုင်းအလိုလိုမှာဒီလိုမျိုးသူကနေသူ auto header အနေနဲ့ပြန်ပြီးတော့ဝင်သွားမှာပဲဖြစ်ပါတယ်ဒါကတော့ header ထည့်ပုံအမျိုးအစားလေးပေါ့နော် ဒါဆိုရင်ဆက်လက်ပြီးတော့ဒီမှာကျမတို့ header ထည့်ပုံအမျိုးအစားလိုပဲဒီမှာ footer လေးထည့်လို့ရတယ်။မ footer ဆိုရင်တော့ကျမကဒီမှာပေါ့နော် နောက်မှာဒီနောက်ကဒီဘာလဲကျမတို့ application form တွေပေါ့နော်တင်လာပြီးရဲ့အခါမှာကျမတို့ confirm လုပ်မယ်ပေါ့နော်ကျမတို့ဒီဘက်ကပင်ဦးက admin ကနေပြီးတော့ confirm လုပ်ပြီးတော့နာမည်ပြီးတော့ position ဒီမှာနာမည်ဟောပေါ့နော်စာလုံးပေါင်းလောက်မှာနေ position နောက်တစ်ခုကလက်မှတ်ထိုးမယ်ပြီးတော့ဘယ်နေ့ပေါ့နော်အဲစသဖြင့်ဒါ confirm လုပ်လိုက်တဲ့ဒီအချက်လက်ပေါ့ဒါကလည်းစာမျက်နှာတိုင်းမှာကျမတို့ကထည့်ချင်တာဖြစ်တဲ့အတွက်ဒီဟာကိုအမြင်နဲ့ပေါ့နော်တိုက်ပင်းလေးရိုက်ရိုက်ပြီးသွားတဲ့ခါကျရင်ဟို copy paste တွေလုပ်တာမျိုးမဟုတ်ပဲနေကျမတို့ကစာမျက်နှာရဲ့အောက်ခြေအဆုံးမှာ footer မှာဒါလေးကိုထည့်ချင်တယ်ပေါ့ဒါဆိုလည်းအဲ့လိုထုံးစံ န်တိုင်းဖမခုနက header လောက်တလို့မျိုးပဲအရင်ဆုံးကျမတို့ control c နှိပ်ပါမယ်ပြန်ခုနလိုပဲ insert တွေကိုသွားမယ် insert တွေက header နဲ့ footer ဆိုတဲ့ဒီ group ထဲမှာဒီ footer ဆိုတဲ့နေရာလေးကိုသွားပါမယ် footer မှာလည်းသူလည်းအမျိုးအစားအရာတော့အများကြီးရှိရပါတော့ဒါပေမဲ့ကျမကတော့ဒီနေ့မှာတော့ဒီအပေါ်ဆုံးက plan ဆိုတဲ့ဟာလေးကိုဒီမှာလိုက်လိုက်ပါမယ်ဒါဆိုဒီမှာ type here ဆိုပြီးတော့တကယ်လို့ကိုကတခြားပါတော့ ဆာရိုက်ဆရာရှင်းရတဲ့ခါဆိုလည်းရိုက်လို့ရပေါ့ဒါပေမဲ့ကျမကဒီနေ့သင်္ကန်းဆောင်မှာဒီနေ့ခုန confirm မိုင်းဆိုပြီးတော့ဒါ tableing နဲ့လောက်ထားတဲ့ဟာကိုဒါကျမဥပမာအနေနဲ့ပြမှာဆိုတော့ခုန control C နှိပ်ထားတယ်ဒါဆိုဒီက control V လေးနှိပ်လိုက်ပါမယ် ဒါဆိုဒါ food တနေရာမှာဒီဟာကဝင်သွားပြီဒါဆိုကျမတို့ဘာပြောင်းစင်တာရှိလဲပေါ့ဟုတ်ပြီเนาะအဲ့တော့ပြောင်းစင်တာရှိဟာဒီမှာ header from ဒီ position ပေါ့เนาะဒါ position ဒီ alignment နေချိန်လို့ရတဲ့ဟာမျိုးဒါမျိုးလည်းလုပ်လို့ရရယ်ကျမတို့ဒီမှာဘာမှတိတ်ပြအများကြီးလုံးဆရာမရှိဘူးဒါဆိုရင်เนาะ close and header ဒီဟာလေးနှိမ့်လိုက်ပါမယ် ။ဒါဆိုနေ့လိုက်ပြီးဆိုတာနဲ့အခုဒီမှာကြည့်လိုက်မယ်ဆိုရင်တော့ဒါခုန comment မိုက်ကျွန်တော်အပေါ်မှာရေးထားရတော့ဖြုတ်လိုက်မယ်ပေါ့နော်။ဒါဆိုရင်ဒီမှာမှင်မင်းလေးနဲ့ဒီလေးမှာဝင်သွားမှာဖြစ်ပါတယ်။ဒါဒီ footer နေရာမှာဝင်သွားရပေါ့။ဒါဆိုရင်စာမျက်နှာတိုင်းလိုလိုမှာဒါပုံမှန်အဖြစ်ပေါ့နော်ဝင်သွားလားဝင်သွားလားပေါ့။ဒါဆိုမှကြည့်မယ်ဆိုရင်ကျွန်တော်ဒီအလဲမှာစာရိုက်ရုံပဲကိုကဒီ header နဲ့ footer ကကျွန်တော်တို့သတ်မှတ်ထားပြီးသားရှိထားပြီးသားခေါင်းစဉ်နဲ့အောက်ကပေါ့နော်။ဒီမိကုံးမှာထားခြင်းနဲ့ footer နေရာမှာထားခြင်းနဲ့စာလေးတွေကဒါအမြဲအသေးဖြစ်သွားပါတော့ face ဖြစ်သွားပြီဆိုရင်เนาะနောက် ောက်ထပ်ဒီ document တွေကိုဒါ easy ပေါ့เนาะဖန်တီးလို့ရပါပြီ။ဒါကကိုရဲ့ပေါ့เนาะဒါ company မှာပဲဖြစ်ဖြစ်ဒါမဟုတ်ဒီခါကျရင်ကြောင်းဒီရုံသုံးနေမှာပဲဖြစ်ဖြစ်ပေါ့เนาะပုံမှန်အားဖြင့်ဆိုရင်เนาะဒါ header footer ထည့်တယ်။အမြင်တော့ control နဲ့ပေါ့เนาะ control c control v နဲ့အမြင်တော့နေဆံလို့ပဲ ਨੇ ဒါမျိုးလေးတစ်ချက်လောက်ထားတာ ਨੇ ကျမတို့စာမျက်နှာတိုင်းမှာဒါလေးက auto ဝင်သွားမှာဖြစ်ပါတယ်။ဒါကတော့ကျမတို့ဒါအယူရှင်းဆုံး header နဲ့ footer ထည့်နေလေးပေါ့เนาะ အစရင်ကျွန်တော် header footer ထည့်နေရတော့ဒါအရင်ပေါ့နော်ရွယ်ရွယ်ကူကူယူးယူးရှင်းရှင်းနဲ့ဒါတချို့ဆိုရင်လည်းကိုယ့်ရဲ့ company logo လေးတွေပေါ့နော်စာမျက်နှာတိုင်းမှာဒါမျိုး header လေးပေါ့နော် head letter လေးနဲ့ထည့်ရတဲ့ဟာမျိုးဆိုရင်ကျွန်တော်တို့ဒီပုံစံမျိုးလေးပေါ့တခါဖန်တီးပြထားတာနဲ့ကျွန်တော်တို့ document တွေကိုဆက်ပြီးတော့အများကြီးဖန်တီးလို့ရမှာဖြစ်ပါတယ်။ဒါဆိုနောက်တစ်ခေါက်ဆက်လက်ပြီးတော့ပေါ့နော်ဒါဆိုဘာတင်ငန်းစာလေးတော်မလဲဆိုတော့ကျွန်တော်တို့ဒီစာမျက်နှာတွေပေါ့ဟိုစာမျက်နှာဆိုဒီလိုမျိုးဒီ ဘာနော်ကိုက report တင်ရေးမယ်။နောက် thesis အကြောင်းအရာရေးမယ်။ဒါမှမဟုတ်တဲ့ခါကျရင်လည်းလုပ်ငန်းနဲ့သက်ဆိုင်တဲ့တချို့အကြောင်းအရာရေးတဲ့အခါမှာကျွန်တော်တို့ဘာနော်ဒီစာမျက်နှာများများရေးရတဲ့ဟာမျိုးတွေရှိရပေါ့။အဲ့ဒီခါမျိုးမှာကျွန်တော်တို့ကဒီစာမျက်နှာတွေကြည့်တဲ့ခါမှာတော့စာအုပ်လန်တဲ့ခါကျတော့ဒီမနဲ့စုံနဲ့ပေါ့။စာမျက်နှာနံပါတ်မနဲ့စုံနဲ့အဲ့လိုရှေ့နေရမှာတချို့ footer လေးတွေပေါ့။အော်ဘလိုမျိုးလေးထင်ရည်လိုရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်။ဒါဆိုဆက်လက်ပြီးတော့နောက်ထပ်ဒီဘောနော်ဒီ document တစ်ခုလေးကျွန်တော်ထပ်ပြီးဖွင့်လိုက်မယ်။ ဒါတော့ကျမကောက်ကိုဖန်တီးထားတဲ့ဒါ document တစ်ခုပါအဲ DM မှာမှာကျမကဘာလေးထပ်ပြောပြောချင်တာလဲဆိုတော့ဒီအောက်ခြေပေါ့နော် footer ထည့်တဲ့နေရာမှာ footer မမဘယ်ဘက်နဲ့ညာဘက်ပေါ့နော်ဒါထည့်တဲ့ဟာမျိုးဒါပြီးတော့ mark နန်းစုံကနန်းစာမျက်နှာပေါ့လိုက်ပြီးတော့ဒါ footer လေးတွေဘယ်လိုပြောင်းပြီးထည့်ရမျိုးဟိုစတဲ့ဒီအကြောင်းအလည်းပတ်သက်ပြီးတော့ပြပြပြီးတော့မှဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ဆက်လက်ပြီးတော့ဒီမှာရှိတဲ့ document တစ်ခုပေါ့เนาะဒါကျွန်တော်တို့ report တစ်ခုအနေနဲ့ရေးထားတာ။ဘာကြောင့်လဲဆိုတော့ Microsoft Word ကဖန်ရှင်နေပေါ့เนาะဘာလို့ရှိလဲ။ဘာညာဆိုရဲအကြောင်းအလေးကိုရေးထားတာဖြစ်ပါတယ်။ဒါဆိုရင်ဒီစာမျက်နှာကိုကျွန်တော်ကဖူတက်ထည့်ခြင်းနဲ့ဖူတက်မှာမှာဒါဆိုရင်အဲ့မှာစာမျက်နှာ alike ေါ့နော်ဆုံကနန်းဖြစ်တဲ့ဆာမျက်နှာမှာကျတော့ဖူတက်တစ်မျိုးမကနန်းပေါ့နော်အဲဆက်သဖြင့်ဒီဆာမျက်နှာမှာကနန်းမှာကျတော့ဖူတက်တစ်မျိုးအဲဆက်သဖြင့်ပေါ့နော်ဆာအုပ်ဖတ်တဲ့ပုံစံလိုမျိုးပေါ့နော်ဆာအုပ်ကိုလည်းနဲ့ခါကြရင်ဆုံမအလန်နဲ့ခါကြရင်အမဖူတန်လေးကြီးကျမအဲ့လိုမျိုးမြင်တာအောင်ပေါ့နော်ဒီဆာအုပ်ကဒီအကြောင်းအရာဖတ်နေလက်ရှိအကြောင်းအရာကဘာကြောင့်ဖြစ်လဲဆိုတာသိတာစီနေဒီဖူတန်လေးတွေထည့်မယ်ပေါ့ ဲ့တော့ဒါဆိုအရင်ဆုံးကျမကထုံးစံတိုင်းမယ်ဒီပထမဆုံးစာမျက်နှာကိုရောက်နေတယ်အပထမဆုံးစာမျက်နှာရင်ဒါပေါ့နော်စိုက်တဲ့နံပါတ်ကက်ဆက်တစ်ခုချလိုက်မယ်ပေါ့နော်ချပြီးသွားရင်တော့ insert တွေကိုသွားပါမယ် insert တဲ့ကကျမတို့ဒီမှာ head and footer လေးရ footer လေးကိုတစ်ချက်ဝင်ပါမယ်။ဒါဆို footer မှာဒီမှာဆိုပေါ့နော်ထုံးစံတိုင်း footer မှာ new size အများကြီးရှိရယ်။အခုကျမကဒါပေါ့နော်အရင်ဆုံးဒီဘက်ကဒီဟာလေးကိုပေါ့နော် document title နဲ့ပြီးတော့ subtitle လေးနဲ့စသဖြင့်ထိုးခြင်းနဲ့ပုံမှန်အားဖြင့်ခါကြ book လေးအောက်ပေါ့အစာအုပ်ကိပုံစံအတိုင်းပေါ့နော်ဒါတုံးချင်တာဖြစ်တဲ့အတွက်ဒီဟာလေးကိုကျွန်မကတစ်ချက်နှိပ်ပေးပါမယ်ဒီလိုခါကြရင်ဒါကျမရဲ့ဖန်ဖာအောင်ပေါ့နော်စာမျက်နှာနံပါတ်1ပေါ့နော်ဒါဒါမှခင်ဗျာစာမျက်နှာနံပါတ်1မှာ document title တဲ့ title ရှိမယ်ပြီးရင် document subtitle အဲ့လိုစသဖြင့်ရှိမယ်ပေါ့ဒါဆိုရင် document title နေရာမှာကျမကအခုကဒါ account 1ပေါ့နော်အဲ့တော့ chapter 1ပေါ့စသဖြင့် ဒါကိုရဲ့ပေါ့နော်တင်ငန်းစာဒါမှမဟုတ်တဲ့ခါကျရင်ကိုရဲ့လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အကြောင်းအရာရေးလို့ရရပေါ့နော်ဒါအာကျမတို့ဒီမှာပထမဆုံးတစ်ခုအနေနဲ့ exam အနေနဲ့ chapter 1ဆိုပြီးပြောလိုက်တယ် chapter 1မှာမှာဒီအကြောင်းအရာဘာလဲဆိုတော့ဒါ Microsoft Word ပေါ့အာ function အကြောင်းလေးကိုကျမရေးထားဖြစ်ပါတယ်အဲ့တော့ Microsoft Word function ဆက်သဖြင့်ဒီလိုပုံစံမျိုးလေးရေးလိုက်မယ်ပေါ့နော်ဒါ chapter 1အကြောင်းရပေါ့ဒါအလုံးရေးလို့ပြီးသွားပြီအဲဆက်သဖြင့်ဒါပြီးသွားပြီဒါဆိုဒီဟာကိုကျွန်မကဘာဟွာလောက်ချင်တာလဲဆိုတော့ဒါဒီအခုပေါ့နော်ဒါအကြောင်းအရအကုန်ပြီးသွားပြီပြီးသွားတဲ့အခါဒီမှာ show document test အဲ့ဒါလေး lorry show document test ဒါလေးကိုပုံမယ်ပေါ့နော်ပြီးရင်ကျမတို့ဒီမှာခဏလေး close and headed ဒါလေးကိုနှိပ်လိုက်ပါမယ် ဒါဆိုအရင်ဆုံးဒီမှာမှိန်တော့မှိန်နေဒါပေမဲ့ဒါကတော့ကျမတို့ print ထုတ်လိုက်တဲ့အခါပေါ့နော်စာအုပ်ပုံစံလိုမျိုးဒါဆက်ရနေ print ထုတ်လိုက်တဲ့အခါမှာဒီစာမျက်နှာလေးတွေကဒါပါလာမှာပဲဖြစ်ပါရဲ့ခုချင်းစီမှာပေါ့နော်ဒါဆို Microsoft ဒီဟာလေးဆိုပြီးပထမဆုံးမကနန်းဖြစ်တဲ့ဒီဘက်ဟာလေးမှာပေါ့နော်ဒီမှာဆိုအခုဒီမှာကမကနန်းဒါပုံမှန်ပထမပြန်ပြမယ်ဆိုရင်ဒါမကနန်းစာမျက်နှာနံပါတ်1ဒီမှာနော်စာမျက်နှာနံပါတ်1မှာဆိုရင်ကျမခုနက chapter 1 Microsoft Word function ဆိုပြီးရေးလိုက်တယ်ဒါဒီစာမျက်နှာနံပါတ်2ဖြစ်သွားမယ်ပေါ့နော် ပြီးရင်စာမျက်နှာနံပါတ်ဒီမှာဒါ3ဖြစ်သွားပြီဒီစာမျက်နှာနံပါတ်ဒီမှာ3เนาะစာမျက်နှာနံပါတ်3မှာဒီလား chapter 1 Microsoft Word function ဆိုပြီးရှိရဲ့နောက်တစ်မျက်နှာစာမျက်နှာနံပါတ်4စုံကနမှာခုနဟာရှိဖို့နောက်စာမျက်နှာနံပါတ်5ရောက်သွားပြီစာမျက်နှာနံပါတ်5မှာတော့ဒီမှာ chapter 1 Microsoft Word function ဆိုပြီးရောဒါပုံစံလေးရောက်သွားပြီပေါ့ဒါဆိုရင် mark ကနမ်းမှာကျမတို့တင်လို့ပြသွားပြီဆိုဒီခါကျရင်စုံကနမ်းသွားကြည့်ကြည့်မယ်ပေါ့အနောက်စုံကနမ်းဆိုတော့ကျမတို့ဒီ၄ဆက်ရာဒီမှာဆိုရင်ဒါကျမဒီရှိနာလေးမှာပဲဆိုတော့ page number 2ကိုကြည့်မယ်ပေါ့နော်။တိုက်တဲ့နေရာမှာ cursor တစ်ခုချမယ်။ထုံးစံတိုင်း insert ထဲဝင်မယ်။ insert ထဲမှာ my header နဲ့ footer တွေမှာမှာကျွန်မ footer ကိုရွေးမယ်။ခုနလိုပဲကျွန်မစာအုပ်တွေအော်ပေါ့နော် layout ပုံစံဒီဇိုင်းအနေနဲ့လုပ်ချင်တာမဟုတ်လို့ခုနက odd page ဆိုတာနှိပ်ပြီးသွားပြီးဒီကကျရင် even page ပြရမယ်ဆိုတော့ song game ပေါ့နော်အကြောင်းရပါ့။ အဲ email page မှာရေးမယ်ဆိုတော့တခါရဲ့ကျမနာမည်ပါတခါရဲ့ဝင်နေပါတော့အဲ့တော့ဒါစာရေးတဲ့သူဒါမှမဟုတ်အစာရေးအကြောင်းအရာရေးပြီးတော့အနောက်မှာကို့ဒီအကြောင်းအရာလေးပေါ့နော်ရှင်းရမယ်ပေါ့ဒါဆိုကျမတို့ဒီမှာ pay on ဆိုပြီးတော့ရှင်းလိုက်ပါမယ် pay on education အဲ့ဒါတစ်ဖြစ်ဒီလိုမျိုးရေးလိုက်မယ်ပေါ့နော်ရေးပြီးပြီးတော့တဲ့အခါကျရင်တော့ဒါဒီဟာလေးပိတ်လိုက်မယ် ဒါဆိုရင်ကျမတို့အခုခုနဆန်းမျက်နှာနံပါတ်1မှာကြည့်လိုက်တဲ့ခါကျရင်ဒီအောက်လေးမှာတွေ့ရနော်ဒါနံပါတ်လေးနဲ့ကျမ Bell Education အဲ့လိုဆက်သဖြင့်ပေါ်နေတယ်ဆန်းမျက်နှာနံပါတ်3မှာကျတော့ခုနကျမတို့ပထမထိုင်တာ Chapter 1 Microsoft Function နောက်တစ်ခုဆန်းမျက်နှာနံပါတ်ဒါနံပါတ်4ရောက်သွားပြီပေါ့နော်ဆန်းမျက်နှာနံပါတ်4မှာဆိုတော့နံပါတ်လေးနဲ့ကျမဒီပါလေးလောက်ထားရတာပေါ့အဲ့ဆက်သဖြင့်ဒီပုံစံအတိုင်းဒါပေါ်နေမှာဖြစ်ပါတယ်ဒါဆိုကျမတို့အရင်ဆုံးဒါဘောပေါ့နော် Print နည်းနည်းလေးအောက်ပုံစံလေးတစ်ချက်ကြည့်ကြည့်မယ်နော် အာဒါဆိုတာဒီဟာလေးမှမြင်ရလာတော့မသိဘူးအခုဒီမှာလေးတစ်ချက်ပြန်ပြမယ်ဆိုရင်အော်ဆာမျက်နှာဒီပုံစံနဲ့အဲဒီမှာတမလုံးဒီဆာမျက်နှာပေါ့ဒီမှာဆာမျက်နှာနံပါတ်3ဒီမှာ chapter 1ဆိုပြီးတော့ဒီမှာမြင်ရမယ်ထင်တယ်နော်အော် chapter ဆာမျက်နှာနံပါတ်3ဒီမှာအတူအောက် sorry အော်နည်းနည်းချုံမှာဖြစ်မှာ အာဒီအောက်လေးမှာနံပါတ်စာမျက်နှာနံပါတ်6ဆိုတော့ဒီလိုလေးပေါ်နေရင်နောက်စာမျက်နှာနံပါတ်9ဒါဆိုသူ့အောက်လေးမှာသွားကြည့်ရင်တော့ဒီမှာ chapter 1 Microsoft Word function ဆိုပြီးတော့အဲစသဖြင့်ဒီလိုပုံစံမျိုးလေးပေါ့နော်ဒါစာအုပ်ပုံစံသဘောမျိုးလေးနဲ့ပုံနေမှာဖြစ်ပါရဲ့ကျမကဒါစာအုပ်ကိုဒါပေါ့နော်စုံကနန်းအတွက်ကပုံစံတမျိုးဒီ footer တမျိုးနောက်တစ်ခါမအစာမျက်မကနန်းစာမျက်နှာအတွက်က footer တမျိုးစသဖြင့်ပေါ့နော်ဒါမျိုးလေးကို examine နဲ့ပြပြပဲဖြစ်ပါတယ်အဲကြည့်ရှုနေကြတဲ့သူတွေလည်းဒါမိမိစိတ်ကြိုက်ပေါ့နော်ဒါကိုအကြောင်းသင်ခန်းစာဒါမှမဟုတ် ဆိုင်လဲလုပ်ငန်းခွင်မှာဒါအပြန်ပြီးတော့အော်အသုံးချနိုင်လိမ့်မယ်လို့ယုံကြည်ပါရင်ဒါဆိုရင်ဆက်လက်ပြီးတော့ကျွားတို့နောက်ပေါ့နော်ဒီအခုအကြောင်းသမားတွေပေါ့နော်ဒါမှမဟုတ်တဲ့အခါကျရင် thesis ရေးတဲ့အခါမျိုး report ရေးတဲ့အခါမျိုးမှာဒါမိဖန်တီးထားတဲ့ data document တွေမှာပေါ့နော်တချို့စာလုံးလေးတွေ meaning လေးတွေရဲ့အကြောင်းအရာကိုကျွားတို့ဒီ site ထဲမှာမဟုတ်ဘဲနဲ့တသက်တီးတန်လေးပေါ့နော်ထပ်ပြောထပ်ရှင်းပြချင်တယ် ဥပမာဆိုရင်ဒီမှာပေါ့နော်အာကျမ example တစ်ခုပြောဆို Microsoft Word ပေါ့ဒါဆို Microsoft Word ဆိုတာဘာလဲပေါ့အဲ့လိုမျိုးမသိမှဆိုလို့ကျမထပ်ပြဒီစာလုံးရဲ့အထိပ္ပယ်ကိုပေါ့နော်ထပ်ပြအကျဉ်းနဲ့ပေါ့နော်ပြန်ရှင်းပြခြင်း ਨੇ အဲ့တော့ကျမဒီစာလုံးလေးမှာကိုရှင်းပြခြင်းနဲ့စာလုံးပေါ့နော်အကြောင်းအရာတစ်ခုပေါ့ထားပါတော့အဲ့တော့ကျမဒီညာလေးမှာ cursor လေးတစ်ချက်ချလိုက်တယ် ဆက်ပြီးတော့ကျမတို့ဒီနေ့ကနေပြီးတော့ဗာလဲဆိုတော့ဒီ reference ဆိုတဲ့ဒီအာတက်ပလီတွေကိုသွားပါမယ်အာဒီရဲမှာပေါ့နော်ကျမ insert funnel ဆိုပြီးတော့ရှိရပေါ့နော်ဒါဆိုရင် insert funnel ဆိုပြီးတော့တစ်ချက်နှိပ်ကြိုက်ပါမယ်အဲ့တော့ဘာဖြစ်ပါလဲဆိုတော့ခုနကကျွန်မကန်ဆာချထားတဲ့ညာလေးဆန်းနာနံပါတ်1ဖြစ်ပါတယ်။ဆန်းနာနံပါတ်1ကဒီ Microsoft Word ပေါ့နော်။ဒါပြောမယ်ဆိုရင်ဒီအကြောင်းအရာဘာလဲဆိုတာကိုကျွန်မကဒီမှာနံပါတ်လေးနဲ့ပြထားရမှာနံပါတ်1ပေါ့။ဒါတခုကကျွန်မပထမဆုံးစပြီးတော့ ပြင်ပြရအောင်လို့နံပါတ်1ပေါ့နော် Microsoft Word ဆက်သဖြင့်ဒီမျိုးကြီးထားတယ်အဲ့မှာကျွန်မဒါ Microsoft ဆိုတာဘာလဲပေါ့ဟုတ်ပြီနော် Microsoft Word ဆိုဒီမှာဘာအတိတ်ပင်လင်းဆိုတဲ့အကြောင်းအရာကိုအာဒါဘယ်လိုပြောမလဲအဲရှင်းပြပေးရမှာပေါ့ဒါနဲ့ Microsoft Word definition ဖြစ်ဖြစ်အဲ့ဒါကျွန်မ example ပေါ့နော်သဘောအဖြစ်ပြောတာဒါဆိုပြောချင်တဲ့အတိတ်ပင်ကတော့ဒီ ကိုဖန်တီးလိုက်တဲ့ဒီ document နဲ့မှာပါတဲ့အကြောင်းအရာစာလုံးနဲ့ပတ်သက်ပြီးတော့ဒါကျွန်မမလုပ်ချင်တာလဲဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးအသေးစိတ်ထပ်ပြောပြချင်တယ်ဒါဆိုရင်ကျွန်တော်ကဘာလို့တုံးလို့ရလဲဆိုရင်ခုနက reference နဲ့က insert form လို့ဆိုပြီးတုံးလို့ရပါတယ်အခုဒီမှာတုံးလိုက်တဲ့ခါကျတော့ပထမဆုံးကျွန်မမှတ်လို့ number 1ဆိုပြီးပေါ်လာတယ်ဒီရဲ့ဟာကိုသိချင်တော့ဒီ number 1စာမျက်နှာရဲ့ဒီအောက်ဆုံးလေးမှာ Microsoft Word PDF ပေါ်လာကျွန်မ definition ဆိုပြီးရေးထားတယ် ခုနကကျမဒီဆန်နေနာမှာကြည့်နေဆိုရင်လေဒီနားလေးမှာပိုင်ကလေးနည်းနည်းလေးထားလိုက်တာနဲ့တွေ့လားသူကမှကျမရေးထားရဲ Microsoft Word definition ဆိုပြီးတော့အဲထပ်တဲ့ဒီလိုပုံစံမျိုးလေးပေါ်နေပေါ့နော်အဲဥမာနောက်တစ်ခုဒီမှာပြောချင်လေရဥမာ collaboration အဆက်တဖြင့်ပြောချင်တာလားဒီရဲ့ meaning အကြောင်းအလေးကိုထပ်ပြီးရှင်းပြချင်တယ်ဒါဆိုဒီနားလေးမှာ cursor ချပ်ပြီးတော့ insert phone ဆိုပြီးရေးလိုက်ပါဒါဆိုဒီမှာ number 2ပေါ့ ဟုတ်မလားနံပါတ်2အဲအဲ့ဒါနဲ့ပုံစံပေးထားရဲဒါဆိုသူ့ရဲ့အဲ definition ဖြစ်ဖြစ်အဲစသဖြင့်ပေါ့နော်အကြောင်းအရာတစ်ခုကိုရှင်းပြခြင်းနဲ့ကိုအကြောင်းအရာတစ်ခုကိုပေါ့နော်ရေးမယ်ပေါ့ ဒါဆိုရင်ဒီမှာရှိတဲ့ collaboration ဒီမှာစာလေးကိုတင်ကြည့်လိုက်မယ်เนาะဒါဆိုဒီမှာ definition ဆိုပြီးတော့စာသက်ဖြစ်ဒီလိုမျိုးလေးပေါ်နေတယ်။အဲဒါကျမတို့ကဒါ phone လို့ဖြည့်ခြင်းသဘောတရားပေါ့။နောက်ပိုင်းကျမတို့တွေကစာတွေအများကြီးလာတဲ့အခါမျိုး report တွေအများကြီးလာတဲ့အခါမျိုးမှာစာဖတ်သူပို့ပြီးတော့ပို့ပြီးရှင်းရှင်းလင်းလင်းသိချင်တယ်။ဒါပေမဲ့ဒီစာအကြောင်းအရာနဲ့တိုက်တော်လည်းမတတ်ဆိုင်ဘူး။အဲပေါ့နော်စာဖတ်သူနားလည်လွယ်အောင်ပြပြချင်တယ်ပေါ့နော်။ဒီလိုအကြောင်းအရာမျိုးလေးရှိတဲ့အခါမှာစာပိုက်အတွင်းမှာမဟုတ်ပဲနဲ့ဒီလိုမျိုးလေးတီးတန်းဒါ insert phone လို့လေးထည့်လို့ရရပေါ့နော်။ဒါဆိုရင်တော့ကျမတို့ကဒါက reference insurance တွေကနေပြီး insurance phone လို့ဆိုပြီးတော့ထည့်ပေးလို့ရပါတယ်။ဥမာတော်တော်များများပေါ့နော်များသောအဖြစ်ဆိုရင်တော့အာဒါဒီဘာလေးဟောလောက်ကြလဲဆိုရင်အဲတချို့အဲတန်းတန်းတောင်းသူတွေဆိုရင် thesis ရေးတယ် report ရေးတယ်အဲဆိုင်ပေါ့နော်ကိုယ့်ရဲ့သက်ဆိုင်ရာအာပေါ့နော်ဒီပေါ့နော် paper ရေးတဲ့အခါမျိုးမှာဒါပေါ့နော်ဒါဒီ assignment တွေလုပ်တဲ့အခါမျိုးမှာပေါ့နော်ဒါမျိုးလေးတွေထည့်ပြီးချင်းတည်းအဖြစ်ကိုတင်ပြချင်တဲ့အကြောင်းအရာကိုလွယ်လွယ်ကူကူနဲ့ပုံပြီးထိထိရရအောင်တင်ပြလို့ရပဲဖြစ်ပါတယ်ဒါကတော့ဒါ လွယ်လွယ်ကူဆုံးပေါ့နော်အရိုးရှင်းဆုံးကျွန်တော်ဖူးနှုတ်ထဲပုံစံလေးပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီပေါ့နော်ကိုယ့်ရဲ့ PP ပတ်မှာနည်းနည်းထပ်ပြီးတော့ပေါ့နော်အကြောင်းအရာကိုပို့ပြီးတော့နားလည်လည်အောင်ပြင်ရှင်းပြခြင်းနဲ့ပြီးသွားတဲ့အခါကျရင်ဒီပေါ့နော်ထပ်ပြီးတော့ပေါ့နော်အာဒီစာပိုက်တစ်ပိုက်ရဲ့အကြောင်းအရာအနှစ်ချုပ် သဘောမျိုးပေါ့နော်ထပ်ပြီးတော့အသေးစိတ်ထပ်ပြီးရှင်းပြခြင်းတဲ့အခါမျိုးမှာစာပိုက်တင်မှာမဟုတ်ပဲနဲ့ဒီခါလေးကြာရင်ဘာလို့ဘာလို့လို့ရတယ်လဲဆိုရင်ခုနက reference တွေက insert phone number မဟုတ်ပဲနဲ့ insert and note ဆိုပြီးတော့လဲကျွန်တော်တို့ဒါဘာလို့လို့ရလဲဆိုရင်အင်းထည့်ပြီးရေးလို့ရမှာဖြစ်ပါတယ်။ဟိုမှာ insert and note လို့လုပ်လိုက်တဲ့ခါကျတော့ကျွန်တော်နောက်ဆုံးအထိရောက်သွားပေါ့နော်။နောက်ဆုံးဒီတစ်ခုလုံးကြီးကဘာလို့ဆိုလို့ချင်တာလဲဆိုပြီးတော့သူကအာခုနကမတို့နောက်မှာပေါ့နော်ဒါအကျဉ်းချုပ်ပေါ့နော်။အဲဆက်တစ်ဖြစ် အဲဒါမျိုးလေးတွေဟို comment ပေးလို့ရရဲ့ note ပေါ့နော်အရေးပေးလို့ရဖြစ်ပါတယ်ခုနကကျွန်မပေးလိုက်တဲ့ end note လုပ်လိုက်တဲ့ခါကခုနကစာမျက်နှာနံပါတ်နံပါတ်2လားမသိဘူးခုနကကျွန်တော်အပေါ်မှာဆိုရင်အာဒီအကြောင်းအရာပေါ့နော်ဒီကအာအော်ဒီမှာဖြစ်မယ်နော်ဒါဆန်းနေနံပါတ်ဟုတ်ဟုတ်တယ်ဆန်းနေနံပါတ်2ကဲဒီမှာဒီဟာလေးပေါ်နေတူလားဒါဆိုတော့ A ဆိုတဲ့ဟာလေးဒီ तू က ဒီ learning ဆိုအကြောင်းပြောမှာပေါ့နော်ဒီတစ်ခုလုံးပေါ့ဒီအရှင်းမှာပါလာတဲ့ဒီအကြောင်းဟာတစ်ခုလုံးရဲ့ဒါအဲ့နုတ်သဘောမျိုးသိချင်တဲ့ခါကျရင်အဲ့နုတ်သဘောမျိုးပေါ့နော်ကိုကပြန်ပြောပြချင်တဲ့ခါကျရင်ဒါလေးကိုတစ်ချက်နှိပ်တယ်နှိပ်ပြီးသွားရဲ့ခါမှာဒီမှာ insert အဲ့နုတ်ဆိုပြောရှိရပေါ့နော်အဲ့ဒါနှိပ်ချလိုက်တာနဲ့စာမျက်နှာရဲ့နောက်ဆုံးမှာဒီအကြောင်းရဲ့အကျဉ်းချုပ်ပေါ့နော်သာသဖြင့်ကိုပြောထပ်ပြီးတော့ဆိုလိုချင်တဲ့ဟာမျိုးရှင်းပြချင်တဲ့ဟာမျိုးကိုရေးပြလို့ရပါတယ်ဒါတော့စာမျက်နှာရဲ့နောက်ဆုံးရောက်သွားပါပေါ့နော်အဲဒီမှာကျမကပေါ်နေတာ in ဆိုပြီးပေါ်နေရပေါ့နော်အဲကျမတို့ဒါလေးကလည်းဒါကိုတတ်မှတ် ပေးချင်တယ်လို့ပေးလို့ရတယ်ပေါ့နော်ဥမာခုနကဖုန်းလုပ်ဖဲရဟာလေးတစ်ချက်ကြည့်မယ်ဆိုရင်ဒီဘက်ကဒါလေးတစ်ချက်ပေါ့နော်ဒီညားလေးတစ်ချက်တော့ကြည့်ကြည့်မယ်အဲ့မှာကခုနကကျမက n လုပ်ချင်တယ် n လို့မှာမှာဒါ location ပေါ့နော်ဘယ်မှာသွားရပိုစီချင်တာလဲပေါ့ခုနကကြတော့ကျမကဒီ end of the document document နောက်ဆုံးမှာပေါ့ဒါမှမဟုတ်တဲ့ခါကျတော့ end of session ဆိုပြီးတော့အော်ပြောင်းလဲရပါတယ်ပြောင်းပြီးတော့ဒီမှာပေါ့နော်ဒါပြည့်စုံနေပေါ့အေး number of format format က abc abc မျိုးပဲနဲ့ဒီလိုမျိုး င်းနဲ့တောင်းကြီးလေးရေးလို့ရတယ်။နောက်ဒီလိုမျိုးပေါ့နော်ယောမအခေယမျိုးလေးနည်းလေးရှင်းလို့ရတယ်။အဲစသဖြင့်ပေါ့နော်ဒါတောင်းလို့ရတယ်။နံပါတ်နဲ့ဆိုရင်တော့ continuous ပေါ့ဟောနော်ဒါတင်းနဲ့တောင်းလေးအစင်လိုက်တိုင်းသွားတဲ့ဟာမျိုး။နောက်ဒါလည်းမဟုတ်တဲ့ခါကျရင်ကိုယ့်အနေကိုဒီမှာ simple လေးလုပ်ပြီးတော့ပေါ့နော်။ဒါဒါမျိုးပေါ့။အဲတီတန်ကအဲ့လိုမျိုးတတ်မှတ်ထားလို့လေးရှားတယ်။ခုနလို ABC မဖြစ်တော့ပဲနဲ့ပေါ့နော်။အဲ့ဒါသတိလို့ချိန်ပြီးသွားတဲ့ခါကျရင် apply ဆိုလေးတစ်ချက်နှိပ်ကြည့်ကြည့်ညာအဲ့တော့ blue color နဲ့ပေါ့အဲ့တော့ဒီမှာဆိုရင် sorry ကျွန်တော်တို့ဒီမှတ်မှာဆိုရင်ခုနကအာပထမအကြောင်းလေးပြန်ပြီးပြန်ပြပြလိုက်မယ်နော်ဒါပေမဲ့ခုနကဒါလေးကိုကျွန်မ unknown အနေနဲ့တွားကြည့်ခြင်းနဲ့ဒါဆိုရင် instant unknown ထည့်သွားမယ်အဲဒါဆိုခုနကကျွန်မပေါ့နံပါတ်1က summary ပေါ့နော်ဒါဆိုနံပါတ်2မှာကြတော့ဒါဘာကိုပြောချင်တာလဲပေါ့ဟောမနအကြောင်းအရာပေါ့ဟောမနဒါဆို final ပေါ့စသဖြင့်အော်ဒါတော့အများကြီးလိုရတယ်နော်ဒါအင်ဆာမတ်တစ်ခုနေကျွန်မပြောထားရမလို့ဒါနောက်ဆုံးစာမျက်နှာမှာသူကသွားပြီးတော့ဒါပုံနေမှာပေါ့နော်သူ့ဒီအကြောင်းအရာပေါ့ခုန unknown ဆိုတဲ့အတိုင်းပဲ ဒီစာပိုက်တစ်ခုလုံးရဲ့ဆိုလိုချင်တဲ့ပေါ့နော်နောက်ဆုံး comment လေးဖြစ်ဖြစ်ဟိုကိုထပ်ပြောရှင်းပြချင်တာဖြစ်ဖြစ်အဲဒါကတော့ဆက်မျက်နှာရဲ့နောက်ဆုံးမှာရောက်သွားမယ်ပေါ့ခုနကနေရာလေးကိုသွားပြီးကြည့်မယ်ဆိုလဲ तू ကဒီတိုင်းလေးပုံနေမှာပေါ့နော်အပေါ်ခုနကကျမတို့ပေါ်လာမှာဆိုရင်ဆက်မျက်နှာဒီနေရာနည်းနည်းလေးများတော့အပေါ်တော်တော်ပြန်တက်ရမယ်ထင်တယ် Okay အဲ့ဆိုရင်အခုကျွားတို့ ဒီအခုခုနပြထားတဲ့ဟာလေးပေါ့နော်ဒီမှာဆိုရင်ဒါ B မှာ final ဆိုဒီမှာရေးထားတဲ့ဒီမှာဆိုရင်ဒါလေးကအဲ A summary ပေါ့နော်စသဖြင့်ဒါလေးကဒါဒီတစ်ခုလုံးရဲ့ end note ကသဘောတရားပေါ့နော်ခုနအပေါ်မှာကြတော့ကျမတို့ full note ကသဘောတရား meaning စေး words လေးလောက်ပဲကျမက end note လေးနဲ့တတ်မှတ်ထားပြရ end note ကကြတော့ဒီ survey အကြောင်းအရာတစ်ခုလိုက်ဖို့ပေါ့နော်ထပ်ပြီးတော့ရှင်းပြခြင်းနဲ့အကြောင်းအရာဘာညာဆိုရင်နော်ခုနလိုမျိုး end note ဒါကိုအဆင်ပြေတယ်လို့ကိုအတုံးချမဲ့ပုံမှာမူတည်ပြီးတော့အဲ full note ပဲတုံးတုံး end note ပဲတုံးတုံးတုံးလို့ရပါတယ် ယ်ဒါဆိုရင်ဒီအချက်အလက်လေးရတော့ပုံမှန်အဖြစ်ပေါ့နော်ဒါဟိုတိထားတဲ့အခါကျရင်ကိုဒက်ကူမန့်ကိုဖန်တီးနေနေရမှာပို့ပြီးတော့သူများပို့ပြီးနားလည်တယ်ပြီးတော့ဝေဆဆာနဲ့ကိုပြောချင်တဲ့ဟာပေါ့နော်ရှင်းရှင်းလင်းလင်းလေးပြောလို့လေးရတာပေါ့အဲ့တော့ဒါကတော့ဒီနေ့တင်ငန်းစာအနေနဲ့ကတော့ကျွန်တော်တို့ header footer ထည့်သွင်းပြီးနောက်တစ်ခုကကျတော့ full note တွေထည့်သွင်းပြီးရဲ့အကြောင်းကိုဒီ video တင်ငန်းစာလေးနဲ့တင်ပြပြသွားရဖြစ်ပါတယ်အလုံးအတွက်ဒီဘောနော်ယုံမာရောအကြောင်းမာရောဒါ ော့လိုအပ်လာတဲ့အခါကျရင်အသုံးဝင်မယ်လို့လည်းအများကြီးညွှန်လင်းပါတယ်ရှင်။အဲဒီနေ့ဗီဒီယိုသင်ခန်းစာတော့ဒီလောက်ပါပဲ။နောက်တစ်ပတ်သင်ခန်းစာလေးမှာလည်းဒီ Microsoft အသုံးပြုနည်းမှမှဒါတော့အသုံးများပြီးတော့ဒါလက်တွေ့အသုံးဝင်နိုင်လောက်မဲ့သင်ခန်းစာလေးတွေကိုရွေးချယ်ပြီးတော့တက်ဆက်ပေးပါမှာဖြစ်ပါတယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်။